င်္ဂလာပါရှင်ဆရာမောင်ထိုးသူရဲ့ Lesbomar တညာ Bicycle ကိုဖတ်ပြပါမယ်ရှင်။နောက်ကင်ထားတာကဆောင်းမဲနိုင်ငံကူလက်မှတ်စာအုပ်ကုမကြခင်စစ်ဖြစ်တော်မှာစစ်ဖြစ်ရင်ခမားကိုဂျာမန်တရုတ်အနေနဲ့ဖမ်းပြီးထောင်ပို့ခံရမှာချင်းတည်ရဲ့အဲ့ဒါကိုခမားသိရလားချက်ချင်းတော့လေဖမ်းကြအောင်မှမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်လေချမီမနေရတဲ့ပြည်သူထောင်လင်းနေရတာကပိုကောင်းမေတင်နေ ငါဂျာမီပြန်ရောက်တော့လေငင်းငါငါကိုချုပ်ထဲထဲထားရအောင်မပဲဒီဘကလွလတ်မှုလေးကိုအပြည့်ဝရတာရှိရှိရှူရတယ်နင်းနဲ့ဝဝနေရတာနင်းတို့စတန်လျာရီနဲ့ဝဝနေရတာနင်းတို့ရဲ့အော်လာဟင်လာဂျိန်လာမောင်လာလှုပ်နေတဲ့တန်တွေနဲ့ဝဝနေရတာဘလောက်အရာသာရှိရေဆိုတာငါတီးနေပြီရှင်းရှင်းပြောလိုက်မယ်ငါစကူပိတ်ထားလို့မရတော့ဘူးကျွန်တော်မတည့်ရလိုက်တဲ့ ူကိုယ်သူမျိုးသားဆိုရှယ်လေလိုမြည်ခံထားတဲ့ရုပ်မှချန်နယ်နဲ့ကောင်းတကောင်းနဲ့ Helen's ကစကြပြောနေရကိုကျွန်တော်မမြင်ချင်တော့ဘူးအားလုံးဟာဒီကောင်းကြောင့်ဖြစ်ရတာဒီကောင်ပစ်ကြီးပဲလို့ကြောကတဟောက်တဟန်ပြူတယ်ခမောက်ကိုဖြက်စီရသူပဲကပြုတ်ဆူဆူသူကလည်းထားရတဲ့ကျွန်တော်ကိုထိုးလာချိန်တာလုပ်ခဲ့ဆိုရင်ကျွန်တော်ပဲခံရဖို့များတယ်သူကကျွန်တော်ထက်နှစ်ဆလောက်ကြီးရဲ့သူပုတ်ခွေ ဂျင်းစကန်မှာနေရာတော့ကတက်ခဲရတဲ့အမျိုးသားပြည်လေထူထောင်ရေးတင်းတန်းမှာတိုင်ရရခဲ့လို့ကျွန်တော်ဘယ်ဘက်လက်သိမ့်တန်းတာမဟုတ်ဘူးအဲ့တော့တကယ်တမ်းဒါကြာကြာမယ်ဆိုရင်ကျွန်တော်ကမလွေကျော်ပဲနေသူ့ကိုလက်ဖြားနေအောင်ထိဖို့အကျိုးစားနေလို့ဟယ်လင်းကပြောတယ်လူချောက်ပဲလို့ကျော်ကကျွန်တော်ကိုကြည့်ပြီးရေရွတ်တယ်ခင်ဗျားကသူ့ကိုဘာကြောင့်ကာခွေရတာလဲဒီကောင်ကသူ့ကိုသူမကာခွေနိုင်လို့လားဟယ်လင်းကတော့ချိန်ထပ်ပြီးရေပြင်းနေ အဲ့ဒီ hue ကိုကြည်စမ်းမအောင်မောင်းရင်သူ့ချနာကိုလှမ်းပြောတယ်။သူ့မောင်ကိုလွယ်ကလေးနဲ့နိုင်လိမ့်မယ်လို့ထင်နေတယ်။ငါနောက်တော့ရရပြီ။သူတို့လက်သီးသမားတွေကြီးမိုးကြီးဆိုးလွှမ်းမိုးနေတယ်။မြေပြင်ပေါ်ကိုကြံနေလိမ့်မယ်လို့လည်းထင်ဟန်တူတယ်။ဟယ်လင်ကသူ့တော်ကိုပြောဆိုနေတာကဂျောဘက်ကိုလေကြီးရင်နှင်းခါငါယောက်ျားကိုလူကြောက်လို့ခေါ်ရင်တော့ဒီမှာကြော့ မယောက်ျားကလင်လို့ထက်တတိကောင်းလေသူငါစီကိုမရောက်ရအောင်လာခဲ့တာနေသိသလားသူငါကို ခေါ်ဖို့ပြန်လာခဲ့တာကိုနေသိရဲ့လားဘာပြောရဲလူချောက ရေရွတ်တယ်ပြီးတော့ဟဲလင်းကိုမျက်လုံးကြီးပြူပြီးကြည့်နေဘာလဲဒီကောင်ဂျာမနီကိုပြန်လာသလားဟဲလင်းကသူစိတ်သူပြန်ထိန်နေအဲရာရီပြောမနေနေတော့မေးပြလိုက်တော့လို့သူပြောတယ် အခုငါဒီမှာရောက်နေတယ်ငါဒီမှာပဲနေတော့မင်းငါချမလီကို ပြန်မလိုက်ဘူးဒါပဲသူကခမ ्या ကိုလာခေါ်ဒါပေါ့လေ ဟုတ်လားလို့ကြောကမေးရင်သူ့ကိုဘယ်ကောင်းလေးကကူညီခဲ့ကြတယ်ဘသူကမှမကူညီဘူးလို့ဟယ်လင်ကပြန်ပြောတယ်။ဘာလဲနင်ကကူညီရဲလို့ယူဆရတဲ့လူတွေကိုအချင်းနဲ့ဖမ်းပြီးတိတ်ဆက်ချင်နေသေးသလား ။မင်းတို့လူစုဟာတော်တော်ကိုယုံမှဆိုးညစ်တဲ့ကောင်းလေးပါလား။အဲလီခုလိုဖြစ်တာမျိုးကျွန်တော်ရင်တစ်ချိန်မှမမြင်ခဲ့ဘူးဘူး။သူဟာတကူလုံးတုံနေတယ်။ချောဘောဆက်ဆုပ်ယွန်ရှာမုန်ဒီရဲ့ကြီးဟာသူမျက်နှာမှာအထီးထီးကြီးပေါ်နေတယ်။ကျွန်တော်လည်းဟဲလီလိုပဲခံစားရတယ်။အပေါ်စီးရရင်အနိုင်ချင်းနေသူတို့စိတ်ဓာတ်ဟာအလွန်ကို ဆက်ဆုပ်စရာကောင်းပါတယ်ဒီကောင်လေးမှာကိုချင်းစာတရားဆိုတာမရှိသလောက်ပဲရုပ်ရည်ကောင်လေးကိုတွေ့တခုဝင်လာတယ်ဒီကောင်ကိုလက်စားချေဖို့တွေ့ပေါ့ပါရီမာဆိုရင်ဒီကောင်မှာဘာအာနာမှမရှိဘူးသူ့ရဲ့ထောင်းလိုင်းရေးဖွဲကကက်စတာဖို့စစ်ပလက်ခရာမုတ်ပြီးမခေါ်နိုင်ဘူးပြီးတော့တူလာတာတယောက်ထဲကျွန်တော်ဆေရောကိုပါတုံလုံးနေတယ်ကျွန်တော်တခုခုလုပ်ရမယ်ဒါပေမဲ့မလုပ်ရမလဲဆိုတာတော့မသိဘူးကျွန်တော်သူနဲ့ရှင်ပြီးမတတ်နိုင်ဘူးအဲ့ဒါလို့တက်ဖြတ် ခြင်းနဲ့စိတ်ကင်းမရှိဘူးကျွန်တော်လောလောဆယ်လှုပ်ချင်နေတာကဒီကောင်ကိုရှင်းပြဖို့ပဲဒီနေပေါ်ကဒီကောင်ပျောက်ကောင်တုတ်သေးဖြစ်ဖို့ပဲခြေရလက်ရမချမ်းစီရတဲ့နီးတဲလို့စားရှာလို့မရတဲ့နီးပြေရပဲကြောနဲ့ပတ်သက်လို့ရင်းနေမှာဖြစ်ပေါ်ခံစားနေရတဲ့စိတ်ကတော့အဲ့ဒါပဲမှန်ပြောရရင်သူ့ကိုလက်စားချေဖို့ပဲကျွန်တော်သူ့ကိုပြန်ရှင်းလိုက်မယ်ဆိုရင်ကျွန်တော်မသိရဲ့လူတစ်သားစင်းလောက်ကိုစင်ရဲ့ဒုက္ခကကဲတင်လိုက်လို့ဖြစ်မှာပဲ စစ်ပိုင်းကြကြတွေ့ရင်ဒါမျိုးဟာလှုပ်သိမ်းလှုပ်ထိုက်တဲ့လုပ်ခုပဲကျွန်တော်တကားစီကိုရှောက်သွားတယ်။မလုပ်ရင်ကောင်းမလဲ။ဘလို့လုပ်ရင်ကောင်းမလဲဆိုတဲ့စိတ်ကူးကတော့မရှိသေးဘူး။ကျွန်တော်ခေါင်းဟာပူနောင်နေတယ်။ရုပ်တရက်လဲကျအသွားတော်ကိုပဲကိုကိုကိုအာနီမီရဲ့ဘာပဲဖြစ်ဖြစ်လေးခုချိန်မှာငါဒီ တယောက်ထင်းဟေမငါမတွေးစရာရှိနေတယ်လို့စိတ်ထဲကပြောမိရဲ့။အဲလီကကျွန်တော်လှူရှာမှုကိုပြက်ချီအပြတ်မခံဘူး။လိုက်ချီနေတယ်။ဘာမှတော့ပြောလာဆိုလာမိတာပြန်လာမလုပ်ဘူး။ကျော်ကတော့ကျွန်တော်ကိုအလွန် on လုံးလာတဲ့ညနေသားနဲ့ကြီးနေရကစူပါဖို့ပြန်ခိုင်းလိုက်တယ်။နောက်ဆုံးကျတော့လေရှောင်းပေးရတော့ပဲမဟုတ်လားလို့သူပါဇက်ကအတန်ထွက်လာတယ်။ကျွန်တော်ကတော့သူ့ကိုဂူးဆိုင်နေတော့တကားကိုပြက်ပိတ်ထားခဲ့။ကျွန်တော်လေကားကစင်လာခဲ့။ ဒီဘုကင်ရီကအနံ့မျိုးစုံခလာနေရဲ့နေလဲစားအတွက်ကြော်နေရဲ့ငားနဲ့လဲပါတဲ့အောက်ထက်ရောက်တော့တက်တာစီတလုံးချထားတာတွေ့ရင်ဒီနေရာကအချိန်မောင်းများစွာဖြတ်သွားဖြတ်လာလုပ်ပေးမယ်ဒီတက်တာကြီးကိုကျွန်တော်မမြင်ခဲ့ဘူးခုမှမြင်တော့ကျွန်တော်တက်တာကြီးကိုဝင်တော့မဲ့ပုံစံနဲ့စစ်စစ်ဆက်ဆက်ကြည့်မိရဲ့အဲဒီနောက်တော့ အရာတဲကခရောင်ကတဲ့ဖြစ်ပြီးထလမ်းလျှောက်နေတဲ့ပုံစံနဲ့ဆက်ပြီးဆဲလာခဲ့တယ်။တတိယရက်ရောက်တော့ခန်းနေရံတွေကိုစေးအစိမ့်တို့ရောက်တုတ်ထားတယ်။ပရိပေါတို့ကလည်းပြည်နေရဲ့။ထဲမှာ AC တယောက် အရာရှင်နေတယ်။အခုလိုတိတ်ပြီးစိတ်လှုပ်ရှားနေတဲ့ချိန်မှာဘာကောမှအတိထားမိနိုင်တာမျိုးမဟုတ်။ဒီကြားထဲကဒါရီကိုတတိထားမိနေတဲ့အတွက်စိတ်ထဲမှာထူးဆန်းလှုပ်ဖြစ်နေရဲ့ဒုတိယဘက်ကကျွန်တော်နဲ့တည်နေတဲ့လူတယောက်အခန်းရှိရောက်တော့တကားကိုခေါ်လိုက်တယ်။ဒီလူနာမည်ကပစ်ချာတယ်။ကားတော့ကသူကကျွန်တော်ကို ့ခြောက်လုံးပြူပြခဲ့ဘူးတဲ့ဒီတနက်ကို သူဆောင်ထားတာကတခြားကြောင့်မဟုတ်ဘူးဒီတနက်ကဘဝကိုတီးခတ်နိုင်စွမ်းရှိအောင်လုပ်ပေးနိုင်လို့ပါလို့သူကအကြောင်းပြဘူးတဲ့တကယ်တော့သူကိုယ်တိုင်ကလည်းပြီးဒုက္ခ တဲ့တယောက်နဲ့ခြေလုံးအတိုင်းဖြစ်နေတဲ့လူတယောက်ပဲမဟုတ်လားခဲထဲမှာဖြစ်ချာမရှိဘူးဒါမဲ့ခဲတကားပွင့်လျက်ကြီးပိတ်မထားဘူးသူ့မှာကလည်းဖိုတန်ပစ္စည်းရဲ့လို့ဘာမှမရှိဘဲကိုကျွန်တော်ခဲထဲဝင်သွားပြီးဖြစ်ချာရောက်လာကိုထိုင်ဆောင်နေကျွန်တော်ကောင်းနေပါဒီကြာစီစဉ်ကတော့မရှိဘူးဒါပေမဲ့ကျွန်တော်သူ့တနက်ကိုတော့ငားလို့မဖြစ်ဘူးငားရလိမ့်မယ် ဟိုတယ်ရဲမှာကြောကိုတက်ဖို့ဆိုတာကတော့အဖြစ်နိုင်ဘူး။ဒါကိုတော့ကျွန်တော်သိတယ်။တက်လိုက်ရင်ပြီး အနေနဲ့ကများတယ်ကျွန်တော်တသက်မကဘူးခဲလင်းအတွက်ရောတခြားပေးဒုက္ခတွေတွေ့ပါအနေနဲ့များတယ်ကျွန်တော်ကလထိုင်းမှာဝင်ထိုင်းပြီးကိုယ်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရစိတ်ကငြိမ်မသွားဘူးမှုမှုကြီးထိုင်းပြီးရှေ့တဲကိုဝင်ငေးကြည့်နေတယ်ကနေရီအဝါလေးတကောင်းရဲ့ဒီဆူတန်ကိုကြားရတယ်စာဝါလေးကဗတိဘောမပေါ့ချာမှာချိန်ထားတဲ့ဝါယာချိုးလောင်ဆိုင်လေးပါကျွန်တော်အရင်မတွေ့ဘူးခုမှတွေ့တာအဲဒီတော့ဟဲလီခဲနဲ့ဝင်လာတယ်မောင်က တီလာပြီးဘာလုပ်နေတာလဲလို့မေးသူပေးတယ်ဘာမှမလုပ်ပါဘူးချုပ်ဆိုရဲကောင်ဘေးရောက်သွားပြီလေပြန်သွားပြီကျွန်တော်ဖီချာရဲ့ခန်းထဲမှာဘလောက်ချာချာထိုင်နေမိရဲဆိုတာလဲမသိဘူးမချဘူးလို့ထင်ရတာပဲသူပြန်လာအောင်မလားလို့ကျွန်တော်ကမေးရယ်ဟယ်လီလည်းမသိဘူးဒီကောင်ကစတိတ်မောင်ပေးပါရယ်မောင်ကဘာပြုတ်လို့ရှောင်းထွက်သွားရတာလဲမလဲနေရောက်တဲ့စကားပြောရအောင်လို့လား မဟုတ်ပါဘူးဟေးလင်းရဲ့လို့ကျွန်တော်ကပြောတယ်။မအောင်သူမျက်နှာကို မကြည့်တော့မကြည့်ချင်တော့လို့ထွက်လာတာ။အင်းလင်းကတကားဝါကရက်ပြီးကျွန်တော်ကိုကြည့်နေတယ်။မောင်ချမကိုမုံသွားပြီလား။အင်းကိုမုံရတယ်ဟုတ်လား။ဘာချောင်းလင်းလို့ကျွန်တော်ကတန်းရဲ့တအားပြန်မေးမိရဲ့။ကြော့လေထွက်သွားရောဟေးလင်းကောင်းတဲ့ကိုတွေးတခုဝင်လာတယ်။တကယ်လို့ဟေးလင်းနဲ့ဒါမှောင်လက်မထက်ခင်ဒီဖြစ်ပျက်တွေနဲ့မောင်ကြုံရမှာမဟုတ်ဘူးကော။ဒါကတော့ဖြစ်ချင်းဖြစ်မှာပေါ့။ဒီထက်ဆိုချင်တဲ့ဆိုမှာပဲ။ မိရဲ့အချိုးပြပြမှကြောက်လို့ကြောကမောင်ပေါ်တညာချင်းနဲ့တညာပေးမပေါ် သူကတညာရင်တော့လေသူတို့ကမောင်ကိုဝါယာချိုးတွေပတ်ပြီးတရားစစ်လွှတ်ထားတယ်ထုတ်တမ်းမှာချိုးနဲ့ချီပြီးရိုက်တာတို့လှုပ်ချင်ပါလေလှုပ်ကြပါပေါ့ဘာပဲဖြစ်ဖြစ်ပေါ်လေမောင်ကဒါရီချောင်းမင်းကိုမုံရပါလားမင်းနဲ့ဆိုင်တဲ့ကိစ္စမှမဟုတ်တာဒီလိုတွေးမျိုးတော့မောင်ဘယ်တော့မှအတွေ့ပါနဲ့ကွယ်ယုတ်တည်းဖိချာရဲ့ခံပတိပေါက်တွေကနေပြီး တင်ကရှူကင်းကိုတတိထားပြီးလာတယ်။ခြေဝင်းထဲမှာတည့်အေဘင်းတပင်ရှိရင်နီအောင်ကတည့်အေဘင်းရဲ့ရကြားကနေပြီးအောက်ဖက်မျက်ခင်းပေါ်ကို ဖြာစင်းလာတယ်။နေရာဒီပါကလား။ကျွန်တော်မှတည့်ပြန်ဝင်လာတယ်။ဒီနေ့ဘာနေ့လဲတည်တယ်။ပြမနေရာဒီရဲ့လားဒါကိုလည်းတည်ရင်ကျွန်တော်ပါရီရောက်နေရင်ဒါကိုလည်းတည်လာတယ်။ပါရီမန်သူတွေကိုယုံနေလို့သဘောထားပြီးတနက်နေ့ပြတ်တက်လို့ပြန်ရမှာလေမင်းကမောင်ကို မုံသွာမလားလို့သာမောင်ဘက်ကတွေးမှာပါဒါမှမဟုတ်လေမင်းကမောင်ပေါ်ထင်းသေးသွားပြီလားလို့သာဟယ်လင်းကမောင်ကိုထင်သေးရမယ်ဟုတ်လားဟုတ်တယ်ဘာကြောင့်လဲဆိုတော့မင်းမောင်ကိုနားကပ်မလာအောင်မောင်မလုံနိုင်ဘူးမဟုတ်လားပြီးတော့လဲမောင်ကကျွန်တော်စကားဆက်မပြောဘဲနေနေမိရယ်ဘယ်နှစ်တော်တော်များများကုန်သွားတဲ့ခါကြတော့မှတတိဝင်လာတယ်လို့ပြင်လာတယ် မောင်လူဒီခန်းထဲမှာဘာလုပ်နေကြတာလဲလို့မေးပြီးရကျွန်တော်တို့အပေါ်ထက်ကိုပြန်တက်လာခဲ့ကြတယ်။သူပြောရင်စကားရီကတော့မှန်တယ်လို့ကျွန်တော်ကပြောတယ်။ဒါဘူတော့မင်းတီးရမယ်တကယ်လို့စစ်ဖြစ်လာရင်မောင်လူဟာရန်သူလူမျိုးတွေဖြစ်လာမှာပဲ။မင်းကမောင်ထက်ပိုချင်ပိုလိမ့်ဦးမယ်။နေနေကအခန်းထဲရောက်တော့ပတင်းပေါက်တွေကိုခွင်လိုက်တယ်။ခန်းထဲမှာစစ်ပလိတ်ဖက်နဲ့ အနှံနဲ့ရဆက်ယုံမာရင်းနဲ့တွေလောင်နေတယ်လို့ပြောတယ်။နေရာဒီနဲ့မဲဝင်မာစီပြင်းပေါက်တွေဖွင့်လိုက်ရင်အနှံတွေကတော့ထွက်သွားမှာပါ။ကဲဒီလေစာစာချစုချိန် ချလာပြီမဟုတ်လား။ဟုတ်တယ်မောင်တို့ပါရီကနေထွက်သွားရမယ်အချိန်နဲ့ချာလာပြီ။ချောကပလိတ်ခေါ်လာပြီးမောင်ကိုဒုက္ခပေးဖို့ကြိုးစားတော့မှဘာဖြစ်လို့လဲ။ဟုတ်ရဲ့နိုင်ငံကူးလက်မှတ်အတုဆိုတာ तू မသိပါဘူး။ သူစဉ်းစားပြီးမှပြီမှာပေါ့မကြခင်သူပြန်ရောက်လာမှာပဲရောက်ချင်လေရောက်လာမှာပေါ့ဒါပေမဲ့စိတ်မပူပါနဲ့ခင်လင်သူ့ကိုမောင်းထုံးမှာပေါ့ခင်လာပါခင်လင်တို့ပြန်သွားကြရအောင်ကျွန်တော်တို့တရားလွတ်တော်ကျုံတော့ကစားတော့ဆိုင်ကလေးကိုသွားပြီး platform ပေါ်ကစပွဲတစ်လုံးမှာ နေလေစားစားကြတယ်ကျွန်တော်တော်ကြီးကိုစိတ်ပန်းကိုပန်းဖြစ်နေတယ်စိတ်ထဲမှာကျေးဇူးတင်တဲ့စိတ်လေးဖြစ်နေတယ်ဘသူကိုတင်နေဆိုတာကြတော့လေကျွန်တော်မပြောတတ်ဘူး ကျွန်တော်အရင်ထဲမှာမဲမောင်ညပတ်နေတဲ့ပြောင်းဖို့တခုတည်းကလွမြောက်ကလေးခံစားနေရတယ်။ကျွန်တော်အနေနဲ့နောက်ကျောင်းလေးကိုပြန်စဉ်းစားကြတော့ဘူး။ကျွန်တော်ကိုယ်တိုင်ရေမြောင်းတဲ့ကညစ်ကြေးတွေစိတ်ပိုင်းတခု ဖြစ်ခဲ့တယ်လို့ထင်နေပြီးရင် crew of ဖြစ်လွမြောင်းလာပြီးအင်မတန်တန့်စင်တဲ့ဇွဲမှာထိုင်ပြီးအေးအေးဆေးဆေးစားတောင်းနေပြီ။နေရဟာဝိုင်ပန်ကွက်တွေကြားရင်စာကလေးတွေဟာလမ်းဘေးတနီးအားက ရင်ချေးပုံပေါ်မှာတကြီးကြီးတကြားကြားအောင်နေကြရင်ဆိုင်ရှင်ရဲ့အစားစားနေတဲ့ကြောင်ကတော့စားကလေးတွေကို စိတ်ဝင်စားလို့ငြီးကြီးနေတယ်။ဘုံတစ်ဖက်အန်ဂျန်လေးကဖြတ်တိုက်လာတဲ့လေလူလေးဟာကျွန်တော်တို့ကိုပတ်ပြန်ပေးနေတယ်။အိမ်မက်တွေထဲမှာသာ တွေ့ရတဲ့တဲ့ဖွာမျိုးကိုရလာတယ်လို့လို့ပါလို့လို့ခံစားနေရပြန်တယ်။နောက်ပိုင်းမှာကျွန်တော်တို့ဟာပါရီမျိုးရဲ့မော်လယ်ပိုင်းအလှချာမှာရှောက်သွားကြတယ်။ ဘိုင်းအောင်တန်းနေရဲ့နေအောင်ကြီးဟာပါရီမြို့ကိုလမ်းချုံထားတယ်ဝိထင်ရောင်းတဲ့စတူဆိုင်လေးဒီဇိုင်းရဲ့ပတင်းပေါင်းသားကြတော့ခနာတစ်ဖြုတ်ရက်ပြီးတွင်ဘက်ကိုလမ်းကြည့်နေကြတယ်ဒီဘက်ကိုရောက်တိုင်းကျွန်တော်တို့နေအောင်ဟာဒီဆိုင်လေးထားကြရင်ရက်ကြည့်နေကြဆိုတော့ထုံးစံတစ်ခုလိုဖြစ်နေပြီမင်းဝိတဆုံတော့ဝင်လိုက်ရင်ကောင်းမင်းထင်နေဟဲလေးလို့ကျွန်တော်ကပြောတယ်အခုဝယ်ဖို့လားတဲ့အရင်ကပြန်မေးတယ်စစ်ကကြာငင်းဖြစ်တော့မှမဟုတ်လား ဒီအချိန်မှာဓာဝေလိုက်ရင်ဖြုံထီးရာ ရောက်မနေဘူးလားမရောက်ပါဘူးစစ်ဖြစ်တော့မယ်ဆိုတာတီးလို့ဝေခိုင်းတာပဲဟေလင်းကကျွန်တော်ပါကိုမှုမွေးပေးရင်ဒီလိုဆိုရင်လည်းဟေလင်းဝေမှာပေါ့ကျွန်တော်ကဆိုင်ရဲ့နောက်ခဲတကားဝါနာကတလက်ကထိုင်မှာထိုင်ပြီး အဲဒီဝိသဆုံရွှေရာကိုဆောင်းလဲဆိုင်ရှင်ကအဝတ်တွေတထဲပြီးတထဲထုတ်ပြနေရဲပြားသမျှအဝတ်တွေပေါ်မှာစေဝင်စားသွားတဲ့ဟဲလီဟာကျွန်တော်ဘူတော်မေးသွားပုံပေါ်ရင်ကျွန်တော်နားထဲမှာမိမာရီစကားပြောတဲ့ကိုကြားနေရတယ်ဖြစ်တော့ဖြစ်လာလို့နေရဲ့ခြေတံတွေနဲ့ဝေထဲပြန်တံတွေကိုလည်းကြားနေရတယ်တခါတလေဟဲလီရဲ့ညိုရောင်တန်းနေရဲ့ကြောပြင်ကိုမြင်ရတယ်ကျွန်တော်ခြေရီလက်တွေမတည်ချင်သလိုဖြစ်နေတယ်ဒီကိုလုံးနှုံခွေနေတယ် မျက်လုံးတွေကို ဖွင့်လို့မရအောင်ဖြစ်လာတယ်။ဖြတ်ကနေလန့်လို့လာတယ်။ဟဲလီကျွန်တော်ရှိမှရက်နေတယ်။အယောင်တော့တော့စကက်တထဲနဲ့အနေအောင်ခါတူဆွဲထားတထဲကိုပြနေတယ်။ဘလို့လဲဟဲလီစိတ်ကြရွေးပြီးပြီလားလို့ကျွန်တော်ကမေးရဲ့ သူ့ရက်ထဲအဝတ်တွေကိုလှမ်းကြည့်ပြီးဒါရီဝဲယူမလာယူလိုက်လေလို့ပြောတယ်။ဈေးကတော့တိတ်ကြီးရဲ့ဖြစ်ပါမလား။ဆိုင်ရှင်ကဒီပုံတွေဟာခင်မီပုံစံတွေဖြစ်ကြောင်းပါရီမျိုးပေါ်ကစစ်တန်းမြင့်စီဆိုတဲ့မျိုးသမီးရဲ့ဝီလီရှိရဲ့ဒီဇိုင်းဖြစ်ကြောင်းတော်တော်ပြောနေရယ်ဆွဲမစရာတိတ်ကောင်းတဲ့အလိညာပြည်ပြန်စကားတွေပေါ့။ဒါပေမဲ့ကိစ္စမရှိပါဘူး။ရပါတယ်။ကျွန်တော်တို့အဝတ်ထုတ်ကိုပွေပြီးပျော်ပျော်ရွှင်ရွှင်မင်းဆိုင်နေကထွက်လာခင်ကြတယ်။ ကိုမတက်နိုင်တဲ့ပစ္စည်းတစ်ခုကိုဝယ်ရတာဟာစိတ်ချမ်းသာစရာကောင်းတာပဲလို့ကျွန်တော်တွေးလိုက်မိသေးတယ်။ချော်ရဲ့ယုတ်လာဟာကျွန်တော်စိတ်အာရုံတွေကထွက်သွားပြီ။အဲဒီနေ့ညနေခင်းမှာဟန်နီဟာ ဝတ်တတွေကိုဝတ်တဲ့ညပိုင်းတရင်နိုချိန်မှာပတင်းပေါ်သာထိုင်ပြီးလာရောက်တန်နေရဲ့မာရီမျိုးလာကိုကြည့်ရော်လေ။အဲဒီဝတ်ကိုဝတ်ထားတယ် ကျွန်တော်ပို့တော်ဟန်လင်းကိုကြည်လို့မောရှူလို့မောဖြစ်နေတာဒါပေမဲ့ကျွန်တော်တို့မှာအချိန်များများမရှိဘူးဆိုတဲ့ဒီကတော့ကျွန်တော်ကောင်းလေးကထွက်မသွားပါဘူးအခုကြာတော့လေအားလုံးကိုတေးစိတ်မမန်မီတော့ဘူးတချို့တွေကကြာလာတော့ပန်းကြီးသမ ्या တွေဟာစီစဉ်ဟာမတည်တော့ဘူးတချို့ဆိုရင်ခဝါဝါပဲရှိတော့တယ် ရဲမောင်နေတဲ့မှန်ရန်ဆိုတဲ့ဆန်းကြောင်းလေးကဆက်ဆံရှိရဲ့ယုံလာရီတခုပြီးတခုပေါ်လာနေတယ်လို့ဖြစ်နေရင်ဟိုတယ်ပတိပေါ့ဘုံလမ်းရှိရဲ့ပခုံးမကူချပြောနေတဲ့စကားရီမိုးကောင်းငင်ကလေးရောက်ပြပြင်းစီကလာနေတဲ့ရေနဲ့ Notre Dame ဖျားရှခိုးချောင်းကြီးရဲ့ပေါ်ဘက်ကလာ ပြီးတော့အချစ်ရီလွှဲနေတဲ့ဟင်းင်းရဲ့မျက်နှာ အရင်ရင်ကကျွန်တော်မမြင်ခဲ့ရဘူးတဲ့မျက်နှာမျိုးပါချက်ဝိတ်ကကောင်းထောင်းပြီးကြည်သည်သူမျက်နှာတွင်ကို စိတ်နှစ်ပါးစည်ရဲ့ခြင်းလက္ခဏာများထင်ဟန်နေသည်သူသည်ပြုံးဖို့တော့အားထုတ်သည်ကျွန်တော်စီမားချမ်းငယ်သမ ्या ကတော့ဒီထဲမှာပဲရှိရတယ်ဟုပြောကသူ့ခေါင်းကိုလက်ညှိုးထိုးပြသည်စိတ်ထဲမှာထားရင်စိတ်မချရဘူးပေါ်ထွေပေါ်ရဲ့ပြီးတော့လုံးနဲ့ထဲတိန်ထားရတဲ့ဝင်လို့မလုံးကြုံဘူးစိတ်ချရဘူး ါကြောင့်ကျွန်တော်အခုခင်ဗျားကိုကုံခွင့်ပြောပြနေရခင်ဗျားကတော့လုံခြုံအောင်ထိန်းသိမ်းထားနိုင်မှာပါခင်ဗျားစီမှာရှိမယ်ဆိုရင်အန်ဒီရှိမယ်မဟုတ်ဘူးလို့ထင်နေခင်ဗျားတို့ပါရီမှာစနေကြသလားဟုကျွန်တော်ကကြားပြန်မိသည်ကြော်ဆိုရဲကောင်တစ်ခေါက်ပြန်လာသေးတယ်ဗျာဟုချက်ဝေကပြောသည်ဒီတစ်ခေါက်ကြတော့ဟဲလင်းကိုချော့ချီတစ်ခါချောက်ချီတလဲလုံးတဲ့နောက်ဆုံးမှသူပြန်ဖို့စင်လာမှပြင်ကပြန်ရောက်လာတဲ့ကျွန်တော်နဲ့ဆုံပြီးကြတယ် ျွန်တော်ကိုလည်းမြင်ရသူကခမရဟာတတော်ကိုယွန်ရှာဆက်ဆုပ်ကိုကောင်းတဲ့လူပဲလို့ပြောတယ်။ခမရဟာချုပ်မရဲ့ဘွားကိုမပြက်ပြက်အောင်ဖြက်စီးနေတာပဲ။ဒါပေမဲ့ကိစ္စမရှိဘူးကြီးကြသေးတာပေါ့။နောက်တရေတစ်ပတ်အနေငယ်တွင်မှခမရတို့နှစ်ယောက်စလုံးချုပ်တို့လက်ထဲရောက်မှာပါ။အဲဒီကျတော့ငါလူရင်ချုပ်ကိုယ်တိုင်းခမရကို깟ပြမယ်။ ခင်ဗျာချုပ်ရှိမှာဒူးထောက်ပြီးကျွန်တော်ကိုအသေးတက်ပေးပါတော့လို့ပြောလာစေရမယ်။တကယ်လို့အဲ့ဒီချိန်မှာစကားပြောနိုင်တဲ့ခေါ်အားခင်ဗျားမရှိနေသေးရင်ပေါ့ဒီဗျာ။ဟာတွေးတတ်ပါရဲ့ကွာ။အသေးစိတ်မနေပါနဲ့လို့ကျွန်တော်ကပြန်ပြောရင်ခင်ဗျားဟာဘာမှတွေးတတ်တဲ့ကောင်မဟုတ်ပါဘူး။ တကယ်လို့သာတွေးတတဲ့လူဆိုရင်ချုံမာနဲ့ဝေဝေပါနေမှာပေါ့ကျုပ်ခမည်းကိုနောက်ဆုံးခွင့်ရခုပေးမယ်နောက်၃ရက်တွင်ချုံမာအော်စတာဘရမျိုးကိုပြန်ရောက်ရင်ခမည်းလုခဲ့တဲ့ဖြစ်တွေကိုတင်ပုံချိန်လိုက်မယ်၃ရက်တော့ကျုပ်ပြောတာရှင်းရလားမင်းဟောင်ပေတော့ကမှခုလိုတိမ်ပွေနူးညံ့နေကောင်မဟုတ်ဘူးကိုမဘလို့ဖြစ်တာလဲချုံမဟိုကိုအပြန်လို့မဖြစ်ဘူးဆိုတာလောကမေ့မသွားပါနဲ့ဒါပဲအဲ့တော့ဟိုခမားကိုယ်တိုင်လည်းသိနေပါရဲ့ဝက်ကောင်းရင်သူဟာ နေကောင်းတာမဟုတ်ဘူး။သူယူမကောင်းဖြစ်နေတာကိုမသိချင်အောင်ဆောင်းမဆောင်ပါနဲ့။ကျွန်တော်သူ့ကိုစိုက်ကြည့်နေပြီးရဲ့။သူပြောတာအဖန်ပဲလား။ဟဲ့လေစစ်စစ်နိုင်ငံကိုထွက်ချင်လို့လိန်ကျော်ကြီးစကားကိုအဟုတ်ထင်ပြီးပြောနေရလား။ဒါမှမဟုတ်ဟဲ့လေနေမကောင်းတာကိုပြောနေရလား။ငါအဲ့ဟာကိုနားမလဲဘူး။ဒီလည်းမသိဘူး။မသိဘူးတဲ့။တိတ်ကောင်းတာပေါ့။ခမရဟာလူနေလူညာပဲ။ဆရာဝင်နဲ့ပြဟဖို့ လိုနေတယ်။ညံစုံကိုကြားဖို့လိုနေရခုချက်ချင်းဒေါက်တာမာဒစီစာရေးပြီးမိကြည့်မာတင်ကုန်သည်ရဲ့ယူနီယံဟိုတယ်ခန်းဆောင်နေဝင်လာတာမြင်လိုက်ရတယ်။သုံးရက်တွင်တော့လူကြောကထပ်ပြောတယ်။သုံးရက်တွင်ပြောထားတဲ့အတိုင်းမလုပ်ရင်ကြောင်းပြီးမယ်။ကျုပ်ယူနီဖောင်းဝင်းနဲ့ပြင်လာခဲ့မယ်။စစအဒူနီယောက်ထဲရောက်နေပြီကျောကအေးနီယောက်ကြားကတွန်းတိုက်ပြီးတိုးထွက်သွားတယ်ကျွန်တော်ကနောက်ကလိုက်သွားတယ်ခင်းင်းကအခင်းင်းကပတိပေါနာမှာရက်နေတော့မယ် မောင်သူနဲ့တွေ့လိုက်သလားလို့သူကစီးပြီးမေးတယ်။တွေ့လိုက်တယ်။မင်းနေမကောင်းလို့ဟိုကိုမပြန်ရင်မဖြစ်ဘူးလို့မောင်ကပြောသွားတယ်။ဟင်းနေကကောင်းရမ်းနေ။မင်းတကယ်နေမကောင်းလားလား။ဘယ်ကလာနေမကောင်းရမှာလဲ။ပတ်တက်ကြရဘူး။သူကပြောတော့ဒေါက်တာမတင်တီးရဲတယ်။ဟင်းလင်းကရဲတယ်။ဟုတ်တယ်လေသူတီးတယ်။မောင်မမတ်မိတော့ဘူးလား။ဟင်းလင်းတို့အက်စကိုနာမှာနေတော့ကတော့သူစီစာရေးလိုက်သေးတယ်လေ။ကိစ္စတစ်ခုလုံးကိုသူနဲ့စီစဉ်ခဲ့ရတာပဲ။ဒါဆိုရင်မင်းနေကောင်းနေပေါ့။ ဟဲလီလူပမာရုပ်ပေါင်းလေသလားမပေါက်ပါဘူးဒါပေမဲ့ဒီဟာက ရုပ်ရည်နဲ့မဆိုင်ဘူးလေမင်းအမှန်တကယ်ဒီကောင်းတာဟုတ်ရဲ့လားဟုတ်ပါတယ်သူဟဲလီကစိတ်မရှိတော့ရင်လေးတန်းနဲ့ပြောတယ်မောင်ကိုချော့တခြားပါပြောသွားသေးတယ်ထုံးစံအတိုင်းချိတ်ချောက်သွားတာပေါ့သူကမင်းကိုဘလို့လှုပ်စီခြင်းနေတယ်ဒီအတိုင်းမှာပဲသူပြန်လာလိမ့်မယ်လို့ဟဲလီမထင်ဘူးခုတစ်ခေါက်ပြန်လာတာဘာအတွက်လဲအဲလီကပြုံးနေဟဲလီကိုသူပိုင်နေလို့ခြင်းနေတယ်သူပြောသည်မဟဲလီကလိုက်လို့ရမယ်လို့သူကတွတ်ထားတယ် ဒီကောင်ကဒီလိုပါပဲသူ့ချင်းကိုကအပြင်းတားမျိုးပဲအလင်းတို့ကလေးဘွားတွေကဒီပုံစံပဲကိုရီမောင်လေးဟာဒီလိုကြီးပါပဲသူက သူ့ကိုယ်သူတမိသားစုလုံးကောင်းစားရေးအတွက်အစားစားရရာတာဝီဝီစောင့်ရနေတဲ့ပုံကိုလို့ထင်တာဟဲနင်းကတော့သူ့ကိုတိမ်မုန်းတယ်သူ့ကိုမုန်းနေဆိုတာလဲပြောလိုက်တယ်ဒါမဲ့တခုရှိတာကစစ်ပြင်းမာကတော့ဒီစားတယ်သူပြောတာမဲမဲကျွန်တော်တို့ငြိမ်ကြသွားတယ်အပြင်းဖက်ဂွေဒရဂရန်အော် ်ဩဂတ်စတီနာကမ်ဘောကမော်ဒကာတန်တွေဟာပို့ပြီးခြေလောင်းလာတယ်။ပဲလီဒီဂျက်စတစ်ဟောနောက်ဘက်ကိုစိန်ချက်ပဲဖျားရှခိုးချောင်းကြီးရဲ့ပြတာဟာကောင်းကင်ကိုတိုတက်နေရဲ့စစ်ဖြစ်လာရင်မောင်ကတော့မိကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကပြောရင်ဟဲလင်းတီးပါတယ်မိကိုချုပ်ထားမှာပဲမောင်ကရောမောင်ကလည်းချုပ်ထားတဲ့ချုပ်ထားမှာပဲမောင်လို့နှစ်ယောက်ခွဲနေကြရမှာပဲဟဲလင်းကကောင်းကင်နဲ့ပြင်းထန်ထောင်းတွေဟာပန်းပြေစကန်နေတော့မတူဂျာမန်ထောင်းတွေကပိုဆိုးတော့မပေါ့ ဂျာမနီမှာကတော့မင်းကိုလုံပိတ်ထားမှာမဟုတ်ဘူး။အိုးဘာရီပဲဖြစ်ဖြစ်ဟယ်လင်ကတော့ဒီမှာပဲဆက်နေမယ်လို့ဟယ်လင်ကစိတ်မရှိတော့တဲ့အမူအရာနဲ့ပြောတယ်။မောင်ကမောင်တာဝန်ရှိတယ်လို့လောက်ကိုင်းမိနေပေါ့။ဟယ်လင်ကိုလည်းမောင်တတိပေးပြီးပြီပဲ။ကဲဒါရီအားလုံးကိုမိပြလိုက်။ဟယ်လင်ဒီမှာနေမယ်။ဟယ်လင်ဒီမှာနေတာဟာမောင်နဲ့ ဘာမှမဆိုင်ဘူးကျွန်တော်ကသူ့ကိုကြည့်ရင်လုံခြုံမှုတွေဘာတွေကိုဟဲလီမစင်စားချင်တော့ဘူးရှုပ်တယ်လကားဟာရီလို့ဟဲလီကဒေါသတကြီးရေရွတ်တယ်အမြဲတတိထားနေရတဲ့လူကိုဟဲလီသိမ့်မုံနဲ့တော်ပြီဟဲလီကတော့အဲ့ဒလိုနေရတာမျိုးကိုဆက်ဆုံနေတာကြာပြီကျွန်တော်ဟဲလီပခုံးကိုဖတ်လိုက်တယ်ပြောရတာတော့ခွေတယ်ဒါပေမဲ့ အလင်းကကျွန်တော်ကိုတုံးခဲလိုက်တယ်။အလင်းကိုထားခဲ့ပေါ်လို့ပြောရင်ရှင်းသွားတော့ကျမအတွက်တာဝန်မြူနေတော့ကျမဘာသာကျမတယောက်တည်းနေလို့လဲရတာပဲ။အလင်းကကျွန်တော်ကိုစူးစူးရဲရဲကြည့်ရဲ့ချောကိုကြည့်ရဲ့အကြည့်မျိုးပဲဇက်စုပ်ရွန်ရှာတဲ့ရင်ငွေတွေပါနေရဲ့ချက်ဖေးကြီးလှုပ်လှုပ်လှုပ်နေတဲ့ပေါက်တွေအားလုံးမနေနဲ့တော့ရှင်ဟာနားလည်မှုလုံးဝမရှိဘူးရှင်ရဲ့ပူပင်အကြောင်းကြားရင်းနဲ့တာဝန်ယူရမှာ၆တာရီကကျမကိုပါဒုက္ခပေးရင်ကျမရှင်ကိုမမီတော့ဘူး ခုဒီမနေရာကကျမတမောနဲ့ကျမနေတာရှင်နဲ့လုံးဝမပတ်သက်တော့ဘူးမောင်တိပါရယ်ကွယ်ဟင်းနဲ့ကျွန်တော်စီဖို့တိုးလာတယ်မောင်ဟင်းနဲ့ဘောယုံကြည်စိတ်ချစီခြင်းနဲ့လို့လေးနဲ့ပြောတယ်မောင်ဟင်းနဲ့ကိုထားပစ်ခဲ့တာဟာမတော်တဆဖြစ်ခဲ့တဲ့သဘောပဲဒါကိုမောင်နားလဲစီခြင်းနဲ့လုံးချုံမှုဆိုတာကနေရာတိုင်းမှာထည့်ပြီးစဉ်းစားဖို့မလိုပါဘူး နင်ပြောတာလဲဖန်ပါတယ်လို့ကျွန်တော်ကပြောလိုက်တယ်။ဒါပေမဲ့လူတစ်ယောက်ကခြားလူတွေရဲ့လုံခြုံမှုကိုစဉ်းစားတာအဲ့ဒီလူတွေကို ချလုံးမြတ်တာရှိလို့ပေါ့ကွယ်။မင်းကတော့လောကကြီးမှာလုံခြုံမှုဆိုတာမျိုးဟာမရှိပါဘူးလို့ဟဲလင်ကပြောတယ်။ဟဲလင်ကိုပြိုင်ပြီးညင်ပယ်နေချင်ပါနဲ့တော့ဟဲလင်ကလည်းမောင်ထပ်ပို့ပြီးတည်ပါတယ်။ဒါရီအောင်လည်းကိုဟဲလင်နဲ့စဉ်းစားခဲ့ပြီးပြီ။ဖလောက်ထိပိုက်စိတ်တိုက်ပြီးစဉ်းစားထားရဲဆိုတာမောင်မသိပါဘူး။ ကျောင်းကိုနောက်ထပ်မဆွေးနွေးကြတာကောင်းမယ်လို့ဟယ်လင်ကတော့ထင်တယ်။ညနေခင်းဟာဟယ်လင်တို့ကိုစောင်းမျှော်နေတယ်။နောက်ထပ်ပါရီမှာစစနေဖို့ချိန်ကများများရှိချင်မှရှိတော့မှဤကျောင်းလေးကိုမပြောင်းချင်ဆွစ်ဇာလန်ကျောင်းတော့ကိုကျောင်းကပြောသွားတယ်။ပထမကဘာစစ်ကြီးတွင်းကကိုင်စာပြင်ဘယ်လ်ဂျီယံနိုင်ငံနဲ့ဝင်သလိုအခုလဲဆွစ်ဇာလန်ကိုနောက်စီဝင်ဖို့စီစဉ်ထားနေတယ်။ သူပြောမြောက်အားလုံးဟာမှန်ချင်မှမှန်ပါပါ။ဘာပဲဖြစ်ဖြစ်လေးလောလောဆယ်တော့ဒီမှာပဲနေရမှာပဲ။သူပြောမြောက်ရတိုင်းဟာမှန်ချင်မှလည်းမှန်မယ်။ဖြစ်လာချင်မှလည်းဖြစ်လာမယ်။ပထမတော့စစ်ဖြစ်မဲ့သူနားလေထားတယ်။နောက်တော့မြူနစ်စာချုပ်ပေါ်လာလို့အေးသွားတယ်။ခုတခါရောဒုတိယမြူနစ်ဖြစ်လာဘူးလို့ဘသူကပြောနိုင်ပါလဲ။အဲ့ဒီအနေနဲ့သူပြောနေတဲ့စကားတွေပေါ်မှာယုံကြည်မှုရှိသလား။ကျွန်တော်စိတ်တတရာရအောင်ပြောနေရလား။ဒါကတော့ကျွန်တော်လည်းခွဲခြားပြီးမသိဘူး။ဒါကတော့ထားလိုက်ပါတော့။ လူဟာကိုမျော်လင့်ချက်အပေါ်မှာအခြေခံပြီးယုံကြည်မှုရှိရာဖြစ်ပေါ်တတ်တယ်။အဲဒီကကျွန်တော်လည်းအဲ့လိုပဲဖြစ်သွားရင်စစ်ဖြစ်လာရင်ပြင်သစ်ကဝင်တိုင်းမတည်လား။ပြင်သစ်နေရင်ချိုးတင်ပြင်ဆင်မှုပါတခုမှမရှိဘူး။တကယ်လို့ဖြစ်လာဖို့ရှိရင်လည်းသူ့ဘက်ကစစ်မဖြစ်အောင်လိုက်ရောတန်းလိုက်ရောပြီးအလျော့ပေးမှာပဲ။ပြင်သစ်ကစစ်ကိုရောတိုင်းမှာမဟုတ်ဘူး။ သူတို့အနေနဲ့ပိုလန်နိုင်ငံအတွက်တော့စစ်တိုက်ပေးမှာမဟုတ်ဘူးချက်ကိုစလိုဗာကီးယားအတွက်ကောသူတို့ကတိုင်မတည်လားမဖြစ်နိုင်ဘူးနောက်ဆက်ရကြတော့နေဆက်တွေပိတ်ဖြစ်လိုက်တယ်စစ်ကြီးစာပြီးခမားချက်ချင်းဖန်ခံရတာပဲလားလို့ကျွန်တော်ကပြေးသည်ကျွန်တော်တို့နောက်တစ်ပတ်နေရသေးတယ်မျိုးရဲကသူတို့မသိပဲထွက်မသွားရဘူးလို့တားထားရခင်ရတယ်ရေစရာတော့ကောင်းတာသူတို့က ကျွန်တော်ကိုတွေးတိုင်းဖမ်းပြီးပြေကိုမောင်းထုတ်ခဲ့တာငါနဲ့ရှိသွားပြီး ။အော်ခုချတော့ချက်ချင်းပဲ။သူတို့နိုင်ငံတွေကပြင်ကုန်မထွက်ရဘူးတဲ့။ဒါနဲ့မရအောင်ပဲစစ်ဖြစ်တော့ခမရပမာလဲ။ပါရီမာဟူကျွန်တော်ကပြေးသည်။ခမရဘယ်လိုဒရိုမီထောင်းလဲရောက်ခဲ့သေးလား။ရောက်တာပေါ့။ခမရကိုကျွန်တော်မမတ်မိဘူး။ဟာ။ ဘယ်လိုဒရိုမီမှာဘေးဒုက္ခတွေရာနေချီမိရှိနေတာပဲမစ္စတာချက်ဝေရဲ့ဘလို့လောက်ပြီးမှတ်မိနိုင်မလဲစင်မချီသားငယ်ရဲ့အနေငယ်တို့မှာပါရီမြုပ်ပေါင်ချခဲ့သေးတယ်။အဲ့ဒါကိုခင်ဗျားမှတ်မိသေးလားမှတ်မိတာပေါ့ကဘာကြီးအမောင်ဖုံးသွားတယ်လို့ခံစားခဲ့ရတဲ့နေ့တနေ့ပဲဟာလမ်းတော်တွေမှာပြရာမီးလုံးတတိလေးတွေတတ်ထားတဲ့ချက်ဝေကပြောသည်အဲ့ဒီမီးရောင်လေးတွေမြင်တော့စေယုံလေးကညာမီးရောင်ကိုတတိယမီးရဲ့အဲ့ဒီညာကအေးကလည်းအလုံးအေးမောင်သူကြီးကလည်းတိတ်ကြီးရဲ့ ဘာရီမျိုးကြီးဟာပြားလာနေတဲ့လူမမာတယောက်နဲ့တူနေတယ်ကျွန်တော်တို့လက်ထဲမှာငွေရှိနေလို့အပ်တယ်လို့တွေးမိရင်ကျွန်တော်လက်ထဲမှာချက်ဝေး FT ကအကြောင်းပြလိုက်ရရင်ကောင်းမလားတောင်းဖို့ကတော့ချိန်ကောင်းမဟုတ်ဘူးဒီချိန်ဒီကာလမျိုးမှာဒီပစ္စည်းတွေရောင်းဖို့တိတ်မဟန်လာဘူးဒါပေမဲ့မတတ်နိုင်ဘူးကျွန်တော်ရောင်းဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ရောင်းနေကြလူစီထွားရောင်းနေဈေးသိမ်းမရအောင်ဈေးကိုနှိမ်ပြီးရင်ဒါလည်းပဲပစ္စည်းကားတွေပြန်ယူလာခဲ့နောက်ဆုံးမှာပစ္စည်းကားတွေကိုဘေးဒုက္ခတဲ့လူချမ်းသာတယောက်စီရောင်းလိုက်ခဲ့ သူကလူချင်းသီးရင်တစ်ချိန်မှအကြောင်းကြီးမှရုပ်ရှင်လုပ်ငန်းလုပ်နေတဲ့သူသူက30နှစ်ရင်ကြီးငွေကြေးပေါ်မှာတိတ်ပြီးစိတ်မချလို့ရရပစ္စည်းတွေဝယ်ပြီးစူဆောင်းနေတဲ့လူတယောက်ပေါ့နောက်ဆုံးဂျန်နဲ့ပချီကားကိုတော့လုံခြုံအောင်သိသိထားဖို့ပြောပြီး ဟိုတယ်ပိုင်ရှင်ရဲ့လက်ထက်အပ်ထားလိုက်တယ်။အဲဒီနောက်မကြလိုက်တော့ဘူးပလိတ်တွေကျွန်တော်ကိုခံမှုရောက်လာကြတာပဲ။အချင်းကမိုးလဲပါပလိတ်ကနေအောင်သူတို့ကဟင်းလင်းကိုလှုပ်ဆက်ဖို့ခိုင်းနေ။ဟင်းလင်းကတော့မျက်နှာဖြူပက်ဖြူရောင်းနဲ့ကျွန်တော်ဖြစ်ကိုရက်ချနေတယ်။မဖြစ်နိုင်တာပဲလို့ရေရွတ်တယ်။အခုဖြစ်နေပြီ။ဒါဟာဖြစ်နိုင်တဲ့ကိစ္စမျိုးပေါ့လို့ကျွန်တော်ကပြန်ပြောတယ်။အင်မတန်ကိုဖြစ်နိုင်တဲ့ကိစ္စကူပါဟင်းလင်း။မကြခင်မိကိုလည်းလာခေါ်ကြမှာပဲ။မောင်တို့ နိုင်ငံကူးလက်မှတ်စာအုပ်တွေကတော့လုံးဝပြောက်လို့မဖြစ်ဘူး။မိဟာကိုလည်းတည်ထားပြီးသိမှဟုတ်တယ်လို့ပလေးတယောက်ကဂျာမန်စကားနဲ့ဝင်ပြီးထောက်ခံတယ်။ခင်ဗျားတို့ queue ဆိုင်ပြီးတင်ကြပါတဲ့။သူကဂျာမန်လိုကောင်းကောင်းပြောတတ်တာပဲ။ကျေးဇူးတင်ပါတယ်ဗျာလို့ကျွန်တော်ကအေးပလေးကိုပြောရင်ပြီးတော့တစ်ဆက်သေးပဲမိလိုက်တယ်။ကျွန်တော်တို့ကိုနှစ်ယောက်တည်းနှုတ်ဆက်ခွင့်ကိုမပေးနိုင်ဘူးဘူးလား။အေးပလေးကခန်းကားကိုလှမ်းကြည့်ရဲ့ ကဲလို့ကျွန်တော်ပြေးချင်တဲ့စိတ်ရှိလွန်ခဲ့တဲ့ရက်တွေတွင်ကလစ်ပြီးပေါ့ဗျာကျွန်တော်မပြေးပါအောင်စိတ်ချပါလို့ကျွန်တော်ကပြောတယ်သူကကောင်းတဲ့ချင်းနှိမ့်ပြတယ်ကျွန်တော်ကဟင်းလေးကိုခေါ်ပြီးသူ့အခန်းထဲသွားတယ် တကယ်နဲ့ဖြစ်လာတဲ့အခါကျတော့မင်းဟိုတုန်းကပြောခဲ့သလားမလို့ဘူးဆိုတာမင်းသိရောပေါ့လို့ပြောပြီးသူ့ကိုပွေပိုက်ထားမိရဲ့သူကမောင်နဲ့ဟန်နဲ့ဘလို့ဆက်သွယ်ရမလဲလို့မီးရဲ့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးတိုင်မြင်ကြတယ်ကျွန်တော်တို့ဂျင်းဆက်သွယ်ဖို့နှစ်နေရာရှိရဲ့တနေရာကဟိုတယ်နောက်တနေရာကပြင်သစ်မိတ်ဆွေတယောက်ကတဆင်ပေါ့ပြင်သစ်ဘလိတ်ကပြင်းကားနေပြီးတကားခောက်တယ်ကျွန်တော်ကတကားဖွင့်ပြီးရင်ခမားဆောင်တထဲတော့ယူခဲ့ပါလို့ပြောတယ်ခမားကိုခေါ်တာတရနေ့ရက်ပဲကြားမယ် ဒါမဲ့မလို့လဲလို့လဲဆောင်းတစ်ထဲလောက်တော့ယူခဲ့တာကောင်းပဲပြီးတော့စားစရာလေးပါလေးလည်းယူခဲ့ဖို့လိုပဲကျွန်တော်မှဆောင်းရှိဘူးဟဲလင်းစီကတစ်ထဲပေးလိုက်မယ်လို့ဟဲလင်းကဝင်ပြီးပြောတယ်ပြီးတော့သူ့စီမှာရှိနေတဲ့စားစရာကောက်စရာတွေကိုကပြားကတိထုတ်တယ်သူကရှင်တို့ပြောတဲ့အတိုင်းတရနှစ်ရက်ပဲကြာမယ်ဆိုတာကတကယ်ပဲလားလို့ ပလေးကိုလှမ်းပြီးရဲ့အဲ့တလောက်ပါပဲလို့ပလေးကဖြေရဲ့စားစားရင်းနဲ့တခြားစစ်သည်နာလေးတွေစီအောင်မှာပလေးပေးရဲ့ဖြေကကျွန်တော်တို့မကြခဏကြာတတင်းစကားမျိုးပါ ချက်ဝတီစကားကိုဖြတ်ထားပြီးသူအိတ်ကထဲမှာ secret လေးကိုထုတ်ရင်းပြီးမိနေသည်ဒီလိုဟာမျိုးတွေဘလို့ဖြစ်လိမ့်ဖြစ်သားရှိရဲ့ဆိုတာခမည်းလည်းသိနေတာပဲဟုစကားပြန်စားသည် ပလိဌာနမှာကုလေကြောင့်ဆောင်းရတာတွေစပြေးဒုက္ခတွေတွေတဖွဲ့ဖွဲ့ရောက်လာနေတာတွေအင်မတန်ကြောက်စရာကောင်းတဲ့နာစီလို့သဘောထားပြီးစစ်ဆေးမေးမြန်းနေတာတွေအမည်တရားရုံးကိုတွားရတာတွေကုလေမကြမချင်းဆောင်းဆိုင်နေရတာတွေအဲဒါတွေဟာဘလောက်စိတ်ပြေဖို့ကောင်းလဲခမရပါရီမာနေတော့က ဘယ်လီလီပင်းကိုရောက်ခဲ့ဘူးလည်းမဟုတ်လားကျွန်တော်ကကောင်းကြီးပြလိုက်သည်ဘယ်လီလီပင်းမှာနေမည်တရားရုံးမှာခမ်းမခြေကြီးဖြစ်သည့်ရုပ်ရှင်ကိုစစွဲဆောင်ထားခြင်းဖြစ်သည်ပလိများတင်းနေပေသည့်အခါပလိများနှင့်သက်ဆိုင်သည့်ရုပ်ရှင်ကားများကိုဤခမ်း၌ပြလေးရှိသည် နေရတစ်ဖက်တွင်ပိတ်ကားရှိ၏အတွင်း၌လူတရားကျော်ထိုင်းနိုင်သောသည့်ထိုင်းကုံများခြားကားသည်ကျွန်တော်လည်းအဲ့ဒီမှာနေရနေခဲ့ရဘူးတယ်လို့ကျွန်တော်ကဖြေလိုက်သည်ဒါကြတော့ကျွန်တော်တို့ကိုကြောင်မီးသွေးထားတဲ့မြေတိုက်ခန်းနဲ့ပို့တယ် ရေးတိုက်ခဲနေမှာချထားတဲ့ ခုံတန်းတွေပေါ်မှာအိတ်ချရရတယ်မနက်မိုးလေးမိဆိုရင်ကျွန်တော်တို့အားလုံးလူရုပ်မပေါ်ကြတော့ဘူးမဲတဲနေတာပဲဟုတ်တယ်အဲ့ဒီနေရာကအဲ့ဒါလိုပဲဟူချဲဝေကဝင်ထောက်ခဲ့သည်ထိုနောက်သူ့ဖြစ်ကိုဆက်ပြောသည်ကျွန်တော်တို့ဟာအဲ့ဒီဂလထိုင်းတွေပေါ်မှာပြင်းထိုင်နေကြရတယ်ရက်ကြလာတော့ဘေခံနိုင်ပလဲအားလုံးညစ်ပတ်ပီးပြီးနန်းစောလာတာပေါ့အဲ့ဒါလိုဆုပ်ပြက်လာတဲ့အခါကျတော့ကျွန်တော်တို့အားလုံးဒူးစိုက်ရာဇဝေးကောင်းနေတဲ့ဒူလာတယ်သူတို့လိုချင်တဲ့ပုံစံဝင်လာတယ်ဆိုပါတော့ဗျာမင်းကတော့ကြောက ျွန်တော်ကိုလက်စားချေလိုက်တာပါပဲသူအနေနဲ့ကျွန်တော်တို့လိပ်စာကိုနည်းမြရရှိရဲ့ယုံကားတူဦးကိုပြောပြလိုက်ဟန်တူပါတယ်သူ6ဒေါ်လိုက်တဲ့အတွက်ပလိတ်တွေကကျွန်တော်ကိုတရှိုးတရားလို့ထင်သွားတယ်ဒီကတော့အဲ့ဒါပဲကမ္ဘာထွန်းသူရဲ့ Let's go မှာတညအပိုင်းစတစ်ကိုဖတ်ပြလို့ပြီးပါပြီရှင်ဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်